ကိုဒီမှာအနက်အရာဝတ်ထားတာပဲဖက်နဲ့အနက်ကလေးစီလိုက်ရင်ဘာဖြစ်မှာမလို့တကယ်တမ်းကျတော့မိုင်းတို့ဒီ Henry ဆိုတဲ့ပြင်သစ်လူမျိုးကားတွေတော့ manage လုပ်တာပေါ့ reality show ဖြစ်တဲ့အတွက်ကိုမကြိုက်တဲ့ comment တခုဖြစ်တယ်ဆိုလို့ရှင်လဲအဒီလူကိုနင်းနေနာနာပြောစီခြင်းလဲမိုင်းတို့ကကြာငကိုရဲလူတူတယောက်ကိုအဲ့လိုပြောတတ်တဲ့လူမဟုတ်တဲ့ခါကျတော့ဟိုအဲ့လိုပြောဖို့အားမရှိဘူးပေါ့မပြောခြင်းဘူးပေါ့သူမြတ်အယက်မြင်နေတာလေ ရှိသမျှလူအလုံးမှာသမီးစီးရက်ခဏအမြင်ဆုံးပဲအရဲ့ကြီးပုံမြင်သွားတဲ့အတွက်ခုဘာမှတောင်းအောင်မပေးဘူးနိုင်ငံခြားတိုင်းပြည်ကလူတွေနဲ့ပမာပြားလူတွေနဲ့ဟိုရှင်ဘတ်ချင်းကကြွားတယ်လေမြန်မာနိုင်ငံကကြတော့ဟောစေရနာမေတ္တာမုဒိတာအကုန်လုံးအခြေခံပြီးတော့ဆုံးဖြတ်တဲ့အတိုင်းဝိုင်းအဖွဲ့စည်းဆိုတဲ့အခါကျတော့အဲ့လိုမျိုးလူတစ်ယောက်ကိုအဆက်ရစေအောင်လူတစ်ယောက်ကိုနစ်နာသွားအောင်လူတစ်ယောက်ကိုနှိမ့်ချလောက်အောင်ပြောတယ်ဆိုရင်မကြိုက်ချဘူးပေါ့ကို့ဘေးမှာကို့ကိုခန္ဓာသေးတယ်အတိတ်တာအောင် ို့တိုင်းကြမဲ့ပစ္စည်းမရှိသေးတာပြောခိုင်းတာပါဒါပေမဲ့မိုက်တော့မပြောခဲ့ပါဘူးမကြိုက်တာတော့ထောက်ပြရတယ်သို့တော့နိနေနန္နာတော့မပြောခဲ့ပါဟုတ်ခင်မင်းရင်းနေရတဲ့မိတ်ဆွေတွေကိုသားသမီးတွေပါနေတော့လာရောက်ဝင်ရံပေးတာပါ။မိုင်းအားနေရင်တော့ခီးလည်းမသွားဖြစ်ဘူးဆိုရင်တော့လေမိုင်းတက်ပေးဖြစ်ပါတယ်။အာဘာဖြစ်လဲဆိုတော့ခင်မင်းမှုအရာသူတို့ကိုလာစေခြင်းလို့ဖိတ်တာလို့မိုင်းဟိုနားလဲပါတယ်။အဲ့တော့ဟိုလာစေခြင်းနဲ့အတွက် ဟိုဖိတ်တာဖြစ်တဲ့အတွက်မိုင်းကလည်းဖိတ်တဲ့သူကိုပြန်ပြီးတော့လေးစားတဲ့အနေနဲ့မိုင်းဒီပွဲလေးကိုတက်ပေးရတာပေါ့နော်အေးမိုင်းဟိုကပေါ့တချမ်းမတိုင်ငယ်ရိုက်ထားတဲ့ဇကားလေးကတော့ယုံတင်မယ်တော့ပြောတယ်ဒါပေမဲ့ဒီနှစ်ထဲမှာတော့မဟုတ်တော့ဘူးဟောကိုဇော်အာယုံကပြောတာကတော့ဒီ January ထဲမှာတော့တင်မယ်လို့သတင်းကြားတယ်ပေါ့နော်အဲဆိုပါဆိုရိုက်ထားတဲ့ကားတွေအများကြီးလေတန်းနေစီနေရတာဆိုတော့လေကျမဘူပိုက်တာရောက်မှမြန်တင်မလားလည်းမသိအဲ့ဒီအစီအစဉ်ကလေအမှန်တမ်းပြောလို့ရှိရင်မာရီယာ American Next Top Model ဆိုတော့ ဟိုအခွေတွေမှာရမလေးရှားနေဝယ်လာပြီးတော့အဲ့ဒီ MTV4 ကအဲ့တော့တော့မနီတာပေါ့ဟိုမနီတာတို့ကိုစင်အောင်တို့မှာရပြပြပြီးတော့ဒီလို program လေးလုပ်ချင်တယ်ဆိုတော့မှာရပြတာပေါ့နော်အဲ့လိုကနေပြီးတော့ idea လေးရပြီးတော့ဟိုစတင်ဖြစ်တာပေါ့လေဆိုတော့အာဘာဖြစ်ပထမ season မှာမာကြီးပါတယ်နောက် season တွေမှာတော့မာကြီးမပါဘူးပေါ့လေ ဆိုတော့ဘာဖြစ်ဖြစ်အော်ဒီကနေပြီးတော့ဆွရသွားတဲ့သူတွေကအခုဆိုလို့ရှိရင်လေအော်ဒီ model လောကမှာနာမည်ကြီးပြီးတော့အနုပညာလုပ်တွေလုပ်နေရတယ်ဆိုတော့ဒီလိုအစီအစဉ်မျိုးကလည်းထပ်ပြီးလုပ်မယ်ဆိုတော့ဘာဖြစ်ဝမ်းသာစရာပါပဲဟုတ်ညလုပ်ပေးမှာပါဘာကြောင့်လဲဆိုတော့ဟိုကိုစင်အောင်တို့ဆိုတော့လေမိုင်းတို့နဲ့မိတ်ဆွေရင်းနေဖြစ်တယ်နောက်ပြီးတော့ဒီအစီအစဉ်ကလည်းကိုရင်းနဲ့စခဲ့တာဆိုတော့ကန်လန့်လာတော့မိုင်းလုပ်ပေးမှာပါ မကန့်နိုင်တော့ကိုကပါပြီးဟဆီတော့သွားမလုပ်ဘူးလေနော်တကယ်တမ်းကျတော့မိုက်တို့ဒီ Henry ဆိုတဲ့ပြင်သစ်လူမျိုးကနေတော့ manage လုပ်တာပေါ့မိုက်တို့ဒီ time တွေကိုသူက manage လုပ်တယ်လုပ်တဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ तू က reality show ဖြစ်တဲ့အတွက်အော်ဥမာ comment တစ်ခုပေါ့ကိုမကြိုက်တဲ့ comment တစ်ခု ဖြစ်တယ်ဆိုလို့ရှင်လေအဒီလူကိုဘလို့ကောင်းနင်းနင်းနာနာပြောစီခြင်းလေမိုက်တို့ကကြာငကိုရဲလူတူဦးတယောက်ကိုအဲ့လိုပြောတတ်တဲ့လူမဟုတ်တဲ့အခါကျတော့မိုက်တို့အနေနဲ့ ဟိုအဲ့လိုပြောဖို့အမှန်တိုင်းပြောရင်အားမရှိပေါ့မပြောခြင်းဘူးပေါ့ဆိုတော့အဲ့ဒါမျိုးလေးတွေတော့နည်းနည်းတော့ကွာဟမှုတော့ရှိတယ်နိုင်ငံခြားတိုင်းပြည်ကလူတွေနဲ့ပမာပြည်ကလူတွေနဲ့ဟိုရှင်ဘတ်ချင်းကကွာတယ်လေမြန်မာနိုင်ငံကကြတော့ဟိုစေရနာမြတ်တာမူရိတာအကုန်လုံးအခြေခံပြီးတော့ဟိုဆုံးဖြတ်တဲ့လူလူအတိုင်းဝိုင်းအဖွဲ့အစည်းဆိုတဲ့အခါကျတော့အဲ့လိုမျိုး ဟိုဘယ်လိုခေါ်မလဲလူတစ်ယောက်ကိုအဆက်ရစေအောင်လူတစ်ယောက်ကိုနစ်နာသွားအောင်လူတစ်ယောက်ကိုမြိတ်ကြလာအောင်ပြောတယ်ဆိုရင်မကြိုက်ကြအောင်ပေါ့မြန်မာတွေကဟိုပေါ့ခယူနာရှိကြတာဟုတ်နော်ပြောခိုင်းတာပေါ့ဒါပေမဲ့မိုက်တော့မပြောခဲ့ပါဘူးမကြိုက်တာတော့ထောက်ပြတယ်သို့တော့နစ်နစ်နာနာတော့မပြောခဲ့ပါဟုတ်အဲ့တုန်းကတော့မိုက်တို့အဖက်စင်တိုင်းရသူ့စီသူ့ရဲ့ဟိုပေါ့ကက်တဂိုရီနဲ့သူရှိတယ်လေအာဒီတစ်ပတ်ကဘာ challenge ဒီတစ်ပတ်ကဘာ challenge ဆိုမျိုးမျိုးရှိတာပေါ့ဟိုအစစွန်တော့မိုက်တို့မမှတ်မိတော့ဘူးပေါ့ဟုတ်အချိန်တစ်ခုပေါ့လေ အခုဆိုရင်ကာလာအပြင်9နှစ်တောင်မကဘူးပေါ့ဆိုတော့အချိန်ကာလာတစ်ခုရင်းနှီးလိုက်တဲ့အခါမှာအာတို့ရှောက်ရမယ့်လမ်းမှာတို့နေရာလေးတစ်ခုရတရားဆုရတဲ့အတွက်မော်ဒယ်မော်ဒယ်အကယ်ဒမီဆုရတဲ့အတွက်အာအသိမှတ်ပြုခြင်းတစ်ခါရတယ်ပေါ့ပြီးတော့မအဲ့ရနေတဆင့်ဒီ runway အာနေပယ်မှာလည်းတို့ရှောက်လှမ်းဖို့အခွင့်အရေးတွေရလာတယ်ပေါ့ဒါဆိုအစတုန်းကဘာမှလူမသိရဲ့တာမန်မော်ဒယ်လေးဘဝပေါ့ဝါသနာရှင်ကနေပြီးတော့အဲ့လိုမျိုး ဖြစ်လာတယ်ဆိုတော့ဒါတို့ရဲ့တိုးတက်မှုပေါ့ပြီးတော့ယနေ့ထက်တည်းတို့ရှိနေသေးတယ်ဆိုတာကလည်းတို့ရဲ့စူးစမ်းအထောက်မှုမလျော့သွားတာပေါ့နော်ဟိုရုပ်ရော်မသွားတဲ့အတွက်တို့ယနေ့ထက်တည်းကားရင်ဖြစ်နေတာပေါ့နော်အဲ့ဒါဝါသနာရှိနေအတွက်အခွင့်အရေးတစ်ခုပေါ့လူတိုင်းလူတိုင်းကပတ်စံရှိပေမဲ့လည်းဘယ်လန်းကိုဘယ်ကနေစရှောက်အောင်မယ်မန်းမသိတဲ့လူတွေအများကြီးရှိတယ်အဲ့တော့ model တို့အနုပညာရှင်တွေရဲ့ခြေလန်းစဆရာဂျွန်လင်တို့ model တင်တဲ့အစသလိုပဲပေါ့ အဲ့လိုမျိုးပဲနောက်ဆရာကျော်လင်းတို့ရဲ့ရုပ်ရှင်အော်ရိုက်ကူးရေးထုတ်လို့ရေးရနေပြီးတော့ဟိုစာချုပ်ချော်ရင်နဲ့ရိုက်လာရင်နဲ့နာမည်ရလာတဲ့သူတွေလည်းရှိတယ်ဒီလိုပဲပေါ့ဒီ Model Academy ကနေပြီးတော့စုရပြီးတော့မှဟိုနေရာရနာမည်ရတဲ့သူတွေလည်းရှိတာပေါ့ဟိုတကယ်တမ်းဆိုလို့ရှိရင်တော့လေဒါဒီရိုက်ကူးရေးရဲ့လှည့်ကွက်ပေါ့တကယ်တမ်းတော့နင်းနာစေခြင်းနဲ့စိတ်မပေါ့ရိုက်ကူးရေးရဲ့လှည့်ကွက်ကြောင့်အော်ဒီလိုမျိုး comment လောက်ရတယ်ပြောရတယ်ဆိုရတယ်ပေါ့လေ ဒါပေမဲ့အမုန်းခံပြီးပြောရတယ်ဆိုရတယ်ဆိုတော့အမုန်းခံတဲ့သူတွေရှိပြောတဲ့ပြောလို့သူတို့ဘက်ကနေပြီးတော့ပြင်ဆင်တာတွေစ조사အထောက်တာတွေလုပ်လာတဲ့အတွက်သူတို့အတွက်နောက်ဆုံးမှထိုက်တန်တဲ့စုတစုရလာတာပေါ့လေဆိုတော့ဒါကလည်းဟိုပေါ့မကြီးတို့ဒီမြမစကားပုံတစ်ခုလို့ပေါ့အိုးကောင်းတစ်ခုရကြင်နာနာရိုက်ရတယ်ဆိုတဲ့သဘောမျိုးပဲပေါ့နော်ဒီ arrangement လုပ်တာမကြီးတို့မဟုတ်တဲ့အခါကျတော့မကြီးတို့အနေနဲ့ဟိုဒီ programming တစ်ခုအပေါ်မှာ suggestion လုပ်လို့တော့မရအောင်ပေါ့ဒါပေမဲ့ဟိုအကဲ့ ကိုကိုတောင်းပေးလာခဲ့ရင်တော့ကိုတောင်းရွေးရတဲ့အပိုင်းမှာတော့မ ାଇ တို့အကောင်းဆုံးကုညီပံ့ပိုးပေးသွားမှာပါဟုတ်